မေတို့လူငွေ30သိန်းပေးအပ်မှာပါလာလို့လာပြီးတော့ပြောပြပါအောင်လို့ဆိုတဲ့ပြပီးဒီစကားဝင်းသာတာပေါ့တမီးရဲ့ဒီချိန်ဆိုတာတကယ်လိုအပ်တဲ့ချိန်ပဲလေ။နောက်အမေတို့ကလည်းပြလိုက်တာဆိုပေမဲ့မိဖွေကဘယ်မှအူခံလို့ခံတာရှိပါဘူး။ဒီလိုသားသမီးတွေကတူရင်လည်းအမေတို့ဝန်ပန်းတက်ပါဘူး။သာရုတွေခေါ်ပြီးတော့အမေတို့လက်သေးကယူရမှာ။အလူရတော့မခံပါဘူး။အလူလူလေးအဲ့တော့တဖေးဖေးနဲ့အမေရှိရဲ့ပစ္စည်းလေးထုခွေရောက်နေတာ။ကားတော့ရှိတော့ပါဘူး။ကားတော့ဒီမှာတော့အမေက ကာကောင်းလေးကိုစီးတယ်ကာကောင်းနဲ့တက်ခါအာရဖာကလေးကိုပြောင်းတယ်အာရဖာကအန်စာတော့ခုကြကကရောက်သွားပြီပေါ့တလောင်း48သိန်းအောင်ရှိမှသူတို့ရှိရေအဲ့လိုရှာနေဒီခေတ်မှာ40သိန်းပဲသွားရှာမယ်နောက်ကျတော့အိမ်ကြီးကိုလည်းဖုံး30ရေပါဘဝတကြီးရလို့ဆက်ပေမဲ့သူကအလူမြန်းခံမှာပဲသူတို့လည်းငရေကြီးတယ်အမေတို့လည်းဒုက္ခဖြစ်တယ်ဆက်ပါဘူးအဲ့ဒါတော့လက်သက်ခံပါတယ်ဒါလူသားကိုတွေးချင်တာကိုတွေးရဲ့ ဒါလေးကအမေလက်သက်ခံတာအတက်ကအမေကအမခံတာတော်စကားလေးဝတ်တာစကားလေးအော်ဒီမီရောလေဒါသမီးရဖိတ်လို့သမီးရဒါသူကအလေးထားပြီးတော့အမှုပညာရဲ့စကားလဲပါတယ်ပေါ့နောက်ပြီးအမေတို့လည်းရင်တော့အမင်းသမီးကြီးများနေယူရတာလေအိုက်တဲ့ဒေါ်ကြီးသေးတို့ဒေါ်တင်လေးတို့ယူရတာဟုတ်ကဲ့ဒါတဘာအနေနဲ့လဲအသက်အနေနဲ့လဲ ဒါတယူတရာဖိတ်လို့လာတယ်အမီတို့ဒီပွဲမျိုးဖိတ်ပါဘူးသူမအဖိတ်တော့တမီးလေးရဲ့လုပ်ရက်ကိုလည်းသူတို့မေတို့ကဂုံလေးပြုတ်ကျင်တယ်နောက်အားလည်းကျကျင်တယ်ကြည်လည်းကျင်တတ်ကျင်လာတယ်အမှန်တိုင်းမြို့ရည်ရွှေပိုးအေဂရီရဲ့တက်တန်းမှာတော့အမေတို့ဖိတ်တာဒုတိယအကြိမ်ပါနော်ဒုတိယအကြိမ်ဟိုးလွန်ခဲ့တဲ့ဆိုင်ခွင့်ကစားတော့တစ်ကြိမ်အမေတို့ဖိတ်ပြီးတော့အခုလိုပဲအလူတန်းခဲ့သေးတယ်အခုဒီ73နှစ်ပြည့်ပြန်လို့တဲ့အချိန်မှာ အခုကိုကိုကလည်းအခုကားတွေပြန်ရိုက်နေပြီဆိုတော့အော်ဒါကိုရဲ့ဆီနီယာအမေတို့ကိုလဲဒါလှူတာတော့အများကြီးလှူဖြစ်နေရပါဘောเนาะပြင်မာလည်းအများကြီးရှောက်လှူဖြစ်တယ်နောက်ဒီကိုလောကမှာလည်းလှူဖြစ်တယ်အဲ့တော့အမေတို့ကအခောက်တိုင်းမှာကြင်ကြင်နေတာသတိထားပြီးတော့ကဲကိုအမေဒီဆိုတာလေးဘာပဲဖြစ်ဖြစ်ဒါကိုရဲ့တကယ်မိဘတစ်ဖက်ပါပဲဆိုပြီးတော့ဒီနေ့ကိုဟိုအမေတို့ကိုတေးချာဖိတ်ပြီးတော့လှူဖြစ်တာပါဒါတို့ပါတော့ဒါတို့ပါဟုတ်ကဲ့ဒီနေ့ကတော့အမေတို့ကိုလူငွေ၁၀သိန်းပေးအပ်မှာပါ ်ဘာလို့လာလဲတော့ပြောပြပါအောင်လို့ဆိုတဲ့ပြပီတီစကားဝင်းသာတာဘုသမီးရဲ့ဒီအချိန်ဆိုတာတကယ်လိုအပ်တဲ့အချိန်ပဲလေနောက်အမေတို့ကလည်းပြလိုက်တာဆိုပေမဲ့မိဖွယ်ကဘယ်မှအထူးခံလို့ခံတာရှိပါဘူးဒီလိုသားသမီးတွေကတူရင်လည်းအမေတို့ဝန်ပန်းတက်လာတယ်။သားလူတွေခေါ်ပြီးတော့အမေတို့လက်သက်ခံကြူရမှာ။အမေတို့ကတော့အမေကဒီအရင်တုန်းကတော့ဒီနှစ်တကူးလာကြတော့အမေအကုန်လုံးပြန်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ ဒီနှစ်ဖြစ်နေတဲ့ကုံစည်းနှုံးနဲ့မိတာမရှိနိုင်ဘူး။ဒါဆိုအားလုံးမအမေအလုပ်သမားရောအမေရောဆို20ကျော်ရှိတာ။အခုခေတ်ကတည်းကဘဲဥလုံးတော့850ပြေးဆိုင် ညမနေဆိုအမေရေဆိုတာတရားကိုနှလုံးစီတော့ဖျက်နှလုံးစီတော့သူကအဲ့ဘဲဦးကြီးပဲ၆၅ကုန်နေပြီဆိုတော့ရောက်ချက်အများကြီးရှိတယ်အမေမကျွေးနိုင်တယ်ပြန်လွတ်တာပါဒါမှမတလားတခါတော့ဆုံရတာလားတခါဆုံရခါကျတော့ဦးကြိုက်တဲ့ဟာပေါ့အုံးလို့ခေါက်ဆွဲချက်စားမလားမွေးငါချက်စားမလားခမင်းစားမလားဆိုတော့ဓမ္မောက်ဆိုင်ဓမ္မောက်ဝယ်ကျွေးပြီးတော့ဆွေးနွေးကြရတာတကယ်အခက်အခဲကြီးအားလုံးအခက်အခဲနေကြတာတော့အမေထက်ကလည်းခုနေခါရုပ်ရှင်ကနေပြီးတော့ ဇတ်ပင်ကတကယ်ပညာရှိမှုကြီးတွေထိမ့်သိမ့်ထားတယ်။ဥစင်အောင်မင်းရဲ့ဘဝဥစင်အောင်မင်းရဲ့သမီးရနှစ်ယောက်ရှိတယ်။နောက်ပြီးကြတော့ဆိုင်းဆရာကြီးဥစင်ရမြန်ရဲ့သမီးရှိတယ်။နောက်လူရှင်တော်ကြီးတွေရဲ့သမီးတွေရှိတယ်။နောက်ရှင်မန်းတင်မောက်ထဲကအရင်တော့ဥရှင်မန်းတင်မောက်ကပြတ်ကလည်းပြတ်ဆက်မင်းကြီးတယောက်ရှိတယ်။ဒါကြီးကအမေထိမ့်သိမ့်ထားတယ်။အမေတို့ရုပ်ရှင်တော်မှာကားမရက်ရဆက်ပြတ်သွားရှားပိုင်းဇတ်ဝင်ကြီးဆိုတာ ခုအမေတို့ကအသက်ရွယ်အားဖြင့်ဓမ္မလို့ကြားလို့ရတယ်။နောက်ပြီးကြတော့ဒီရုပ်ရှင်ကလည်းအမေတို့အသက်ရွယ်ဒီအဖွားတွေဆိုမပါတော့မပါတဲ့အချိန်မှာတမီးကအမေကိုစားအဖွားကိုစားလူရဲ့အတွက်ဒီလိုတင်ပါမယ်။အမေကြီးအမေရအောင်။မရအောင်ဘာလို့မျိုးကျမ်းမှာသက်ရှိပါစေ။ ။သမီးတို့ဗီဒီယိုခစ်တုန်းကတော့ခဏခဏဆင်ကြရတယ်နော်။ဆင်ကြရတယ်။ဩဘာဘာဆရာဦးနန္ဒာရဲ့ဒရိုက်တာကြီးမောင်နန္ဒာရဲ့ကားကြီးဆိုရင်ဆုံရခဏခဏဆုံကြတယ်အခုဦးစောမျိုးတို့ကွာဝေါ်ပါလို့လည်းပေါ့လေ။တော်နောက်ထပ်ဘာဘာတပည့်တယောက်ရှိသေးရဲ့ဆရာကိုအေးကျော်ဆိုတော့တော်တော့ဆုံသွားပါဆုံသွားပါပြီဟုတ်ကဲ့အဲ့တဲ့တော့လျှောက်ခဏခဏဆုံနေဒါပေမဲ့နောက်ပိုင်းမရိုက်ဖြစ်တော့တဲ့အချိန်မှာတော့တော်တော်ဝေးဝါးတာပေါ့ဝေးဝါးပြီးမှပထမဆုံးရှစ်ပိုးရှင်လေးစောက်ဖြစ်နေတဲ့အချိန်မှာအမေတို့ပြန်ဖိတ်ခဲ့တယ်ဟုတ်ကဲ့ဒါက ဆက်သုံးနှစ်ပြည့်အချိန်မှာလည်းဒါနောက်တစ်ကြိမ်ဆက်ဖြစ်ခဲ့တယ်။သူကလုံကြီးလေးတဲ့ကြံမှာဝုဖုပေးခဲ့တယ်။အဲဝုခဲ့ရတယ်။အလူကတော့မခံပါဘူး။အဲ့တော့တဖြည်းဖြည်းနဲ့အမေရှိရဲ့ပစ္စည်းလေးထုခွေရောင်းတယ်။ကားတော့ရှိတော့ပါဘူး။ကားတော့ကျမတော့အမေကကားကောင်းလေးကိုစီးတယ်။ကားကောင်းနဲ့တက်ကအာရဖကလေးကိုပြောင်းတယ်။အာရဖကအန်စာတော့ခုကြကကရောက်သွားပြီပေါ့။တလောက်48သိန်းအောင်ရှိမှသူတို့ရှိရင်အမေကလုံးချမ်းနေတယ်။ဒီခေတ်မှာ40သိန်းပဲသွားရှာနေတယ်။ နောက်ကျတော့အိမ်ကြီးကိုလည်းဖုံးစေရပါဘူး။ဟိုကသတိရလို့ဆက်ပေမဲ့ဟိုကအတူများခံမှာ။သူတို့လည်းငရဲကြီးတယ်။အမေတို့လည်းဒုက္ခဖြစ်တယ်။မဆက်ပါဘူး။အဲ့ဒါတော့လည်းသိခံပါတယ်။ဒါလူသားကိုကြွေးကြင်တာကိုသူရဲ့ဒါလေးကအမေလည်းသိခံပါတယ်။အဲ့ပါတော့အမေကအမှခံမှာ။အော်အမကြာဘူးလေ။အရင်တော့ရှမ်းရှမ်းတောက်ဟိုတချို့မင်းသမီးကြီးကွယ်လွန်တဲ့အချိန်မှာဒီလိုပဲကွယ်လွန်သွားကြတယ်ဗျာ။ညောင်မျိုးတွေအများကြီး ရခဲ့ဘူးတဲ့ခါကျတော့စိတ်ထဲမှာမကောင်းဘူးပေါ့နော်။ဘာပေါ့ဒါ။တငန်းစာလေးယူရတာပေါ့နော်။ငားလဲကြရင်ဒီလိုမဖြစ်အောင်။စူးစမ်းမှရမယ်။တွေ့ရမယ်စဉ်းမှန်းလေ။အဲ့တော့ချစ်လို့ဦးပညာကိုလောက်တာမျိုးပဲဖြစ်ချင်ပါတယ်။ဝမ်းရည်အတွက်ကြတော့အမှုပညာကိုမခုမယ်ဆိုရင်အဆင်ပြေတဲ့သူတွေလည်းအများကြီးရှိရဲ့အဆင်ပြေတဲ့သူတွေလည်းအများကြီးရှိတယ်။အဲ့တော့ချစ်လို့ပဲကိုအမှုပညာကိုပြန်လုပ်ချင်တယ်။ဒီလိုစူးစမ်းတဲ့အတွက်လေကိုဒီအမှုပညာလောကပေါ့နော်။ ဟိုအုတ်တချက်တဲ့တွင်ဖြစ်ရင်မှဂျင်းနဲ့ပါပြီးဆိုအခုဒီစိတ်လေးနဲ့မှရှင်သန်ပြီးတော့မှကျူးစားပြီးတော့အလုပ်ကိုကိုလုပ်ဖြစ်တယ်ဘာဖြစ်ဆိုစိတ်ကလှူချင်တာတော့ပါတော့အဲရုပ်ရှင်လောကမှာပြောကြမယ်ဆိုတကယ်အော်ထိတ်တဲမင်းသားမင်းသမီးတွေလောက်ပဲအစဉ်ပြေကြတာကျန်တဲ့လောကကြောင့်အလွှားဆုံးစမှုစမှုတွေပါတယ်အဲဒီဇပုစေရနေပါတယ်အဲ့တော့အလိုမျိုးလေးတွေဖြစ်တဲ့ခါကျတော့အော်ကဲငါတို့ဒီ လုပ်ငန်းရှင်တပိုင်းဥပညာရှင်တပိုင်းတွေကဒီလောကကိုပြန်ပြီးတော့တက်နိုင်လောက်မအားလို့မဟုတ်လေဘယ်နာရရောက်မအားလို့လှူနေတာပဲเนาะဟုတ်တယ်ပြင်မှလည်းမလှူနေတာပဲအမအားကပကံကားရဲ့တောက်ပြတဲ့လေဒီလမ်းတစ်လျှောက်ကအမအကုန်လှူွားတာကြီးပဲအဲ့တော့လှူွားရဲ့အတူတူတော့သူများကိုလည်းလှူမယ်အဲကိုလောကကိုလည်းလှူမယ်ပေါ့နော်နောက်လိုပဲပြီးတော့ဒုက္ခတော့မရောက်ချင်ဘူးပေါ့နော်အဲ့အတွက်အမပူစူးစမ်းဖြစ်တယ်နောက်ပြီးတော့အရင်ကထက်လည်းပိုလှူဖြစ်ပါတယ် ဆက်ခဲပါတယ်ဒါမနိယမပဲလीเนาะဒါခိကာလန်ဒေတာဧကန်တဏံပါကာလဒေတာအလိုက်ဖြစ်သွားတဲ့အဖြစ်ကိုဘယ်လိုကဘာမှပြဆိုတာပါဩအမေပီတရတော့အယံပဲအယံအယံကိုပဲကျေးဇူးတင်ပါတယ်အယံအယံဘာဆိုတော့မိတို့မှာအခုလိုခါဆိုတာတကယ်တော့တကယ်တကယ်လူအပ်တဲ့အချိန်ပဲเนาะအဲ့သမီးလည်းလူနေတာတကယ်လူအပ်တဲ့နေရာကိုသွားလူနေလေဟုတ်လားဟိုတိတ်နေကဆယ်ရန်ရှိရလူတရန်သွားပြင်တံမိုးထမှာမဟုတ်ဘူး တကယ်ကိုဝတ်ဆရာမရှိတဲ့လူသွားပြတန်ဖို့ဆရာထုံနီးတူပါပဲအမေတို့ကအမေတို့အဖွဲရတယ်ယူရရသူကတော့လှုပ်ခါလက်ခါလေးဒူလီဖြစ်နေကောင်ဒါလေးမတ်ပြရလေးဒါလေးကတခန်းတကန်ထအနေနဲ့အမေတို့အတွက်အထောက်အကူတောင်းမွေးလို့ဖြစ်ပါတယ်ဒါကြောင့်လေကျင့်နေပါလူရှင်တကြီးပူဇော်ပဲမှာဆိုလေအမအမကိုယ်တိုင်အလှခံပေးတဲ့အတွက်အမနောက်ကလူငယ်ရှင်တွေဝိုင်းလှကြတာ ိန်းကြာနီးပါးရပါတယ်အဲ့ဒါလည်းကောင်းလိုက်တာကောင်းလိုက်တာကောင်းလိုက်တာအမှန်တိုင်းပြောရင်တော့ဒီဘက်ကလုပ်ငန်းရှင်တွေဘက်ကလည်းဒါတို့အလူလေးတစ်ခုဖြစ်ပါသေးပေါ့နော်ဟုတ်ပါတယ်ကိုကအဲ့လိုမျိုးလေးကိုယ့်ရဲ့ကိုယ့်ရဲ့လောကရဲ့အလှအကြောင်းကိုတောင်းမပြောပြရင်တို့ကလည်းသိမှာမဟုတ်ဘူးပြီးပါဘာဖြစ်လို့များသောအားဖြင့်ဒီဒီမြင်ကွင်းမှာမြင်နေကြတာမင်းသားမင်းသမီးပဲမြင်နေကြတာပေါ့အဲ့တော့မင်းသားမင်းသမီးတွေနေမဟုတ်ဘူးဒီလိုအလှအဆုံရှိပါတယ် အဒီလိုလေးရှိပါတယ်ဆိုပြီးတော့အမကသွားပြီးတော့အထူးခံပေးတဲ့ခါကျတော့အားလုံးကလူကျင်စိတ်တွေနဲ့တတတအားဝိုင်းလှူတာပေါ့နော်အဲ့ဒီအတွက်အမနဲ့အတူချစ်ခင်စွာဝိုင်းလှူပေးတဲ့အာလုပ်ငန်းရှင်တငယ်ချင်းမိတ်ဆွေများလည်းအမဒီနေရာကနေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်